ပိတ်သက်တွေကြီးစုဖို့စောင့်မျှော်နေကြတဲ့ညူနင်းတို့ထာရဝေဇလန်ထွေလေးကတော့အချိန်နဲ့အမျှရှင်ခုန်ဆင့်လုဆရာဆရာတွေပေးဆွင်အပိုင်း၂၀ခုမူချောက်ရှိလိုလာခဲ့ပါပြီဇလန်ရဲ့အချိုးကွေးတစ်ခုဖြစ်တဲ့ပိုင်း၂၀နှစ်ရောက်မှာတော့ဆောင်းနေဖြူဟာသူပြစ်မှုခဲ့တဲ့ရုပ်ရည်စိုးတွေအတွက်လုံးစုံပေါ်ပေါက်လာမှကိုချောင်းချောင်းထုတ်လုပ်နေခဲ့ပါတယ်ဒီလိုအချိန်မျိုးမှာသူ့အိမ်ကိုကယ်ရောက်လာတဲ့တီချီဥပ္ပိုလ်သာသူမကယုံကြည်ဆုံးတဲ့အချစ်ဆုံးအဖြစ်မှတ်ယူထားခဲ့တာမျိုး ူရဲ့အသက်ကိုကတင်ဖိပူးအတွက်ငယ်ရည်တွေနဲ့တောင်းဆိုခဲ့ပါတယ်။စနိုးလီခင်ဗျာမှာသူလုခဲ့တဲ့ပြမှုတွေကြောင့်စိတ်ဝိဒနာခံစားနေရပြီးယူတပိုင်းလိုဖြစ်နေခဲ့တာပါ။သူမပိုင်ဆိုင်တမရထဲကတမူးအရှိဆုံးဖြစ်တဲ့ရွှေတိတ္တကြီးကိုတီကြီးဥပုထုပြခဲ့ပြီးဒီအိမ်ကနေဝေးဆုံးကိုတူတူထွက်ပြေးကြဖို့အတွက်လဲရှုပ်ဝဲကြံစီခဲ့ပါတယ်။တမီးဖြစ်သူစနိုးကတီကြီးဥကိုရွှေတိတ္တထုပြခဲ့တဲ့ကိစ္စဟာ ဖခင်ချစ်သူလက်ထဲမှာတော့ချက်ချင်းစုသလိုပြည်စုံတော့မှာပဲဖြစ်ပါတယ်။ဖခင်ကသူ့တမီးရဲ့လူရဲ့ပုံမိုက်လိုက်တာဆိုပြီးတော့ပြင်းပြင်းထန်ထန်ဆုံးမစကားပြောကြတော့မှာပါ။ဒီလိုအဖေရဲ့တာစီမှုတွေကြောင့်စနိုးလေးရဲ့ဒီအင်ကနေထွက်ခွာဖို့ကြံရည်ထားတဲ့ကိစ္စကတော့အကောင့်ထဲပေါ်လာမှာမဟုတ်တော့ပါဘူး။သူမလုပ်ခဲ့တဲ့ပြမှုတွေအဆအဆုံးသိရှိထားခဲ့ပေမဲ့မဖော်ထုတ်ပဲခွင့်လွှတ်ပေးခဲ့တဲ့နင်းနေနဲ့နဲ့နဲ့ချင်းဆိုင်စုပြေဆုံးရတော့မဲ့ချင်းတွေကိုရောက်ရှိလာခဲ့ပါတယ်။ ပိတ်တဲ့ကြမှာနူးမြဝီဖက်ပြုတ်ဆုံနေကြတဲ့ကိစ္စတစ်ခုကတော့ဝတ္ထုထဲကအတိုင်းသူတို့နှစ်ယောက်တကယ်ပဲတည်ဆုံသွားကြမှာလားဒါမှမဟုတ်ခုတလောထွက်ပေါ်နေတဲ့ဇင်းတွေအတိုင်းထရိုက်တာကဆက်လန့်ကိုပြောင်းလဲလိုက်ပြီလားဆိုတာပဲထရိုက်တာကဆက်လန့်ကိုပြောင်းလိုက်လိုက်တဲ့ဆိုရင်တော့သူတို့နှစ်ယောက်ဟာအချင်းချင်းကန်နေချစ်ကြရင်စနိုးလီကနင်နေရဲ့နစ်တာတွေကိုပြောင်းလဲနားလည်ပြီးနင်နေနဲ့ပဲအပြီးပိုင်းပေါင်းထုတ်သွားကြမလားဆိုတာကိုတော့ပိတ်သက်တွေကရင်တထိတ်ထိတ်နဲ့ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ် ။စောင်းနေချူလီဟာလေအခုလိုလူတွေတက်ရတာပြမှုတွေကျူးလွန်ရတာဟာဒီမကိုတိုင်းတက်ချင်လို့မဟုတ်ပဲသူ့ကိုတက်ဖို့လူကြံလာကြရင်ကာကွယ်ရင်းနဲ့တခုပြီးတခုအတက်မှုတွေကျူးလွန်ခဲရတာပါ။ဒီဖြစ်ချောင်းကိုစင်ကိုတခြားရရနဲ့ခွင့်လွန်ပေးပြီးတော့အသေးအတိုင်းချိနေရှာတဲ့နေနေရဲ့အချက်ကလည်းရန်ကူမတနာဟုကောင်းပြီးမြင့်မြတ်လာပါတယ်။နောက်ဆုံးမှာတော့စောင်းနေချူနဲ့နေနေတို့ရဲ့ချစ်စလန်ကဘလို့အဆုံးသက်သွားမလဲပြစ်သက်တွေနှုံနှင်းချက်အတိုင်းအချစ်မှာပေါင်းစုံနိုင်ကြမလား ထမမဟုတ်ဝတ္ထုမွေးရင်တိုင်းကြေကွဲစရာဆက်သိမ့်နဲ့အဆုံးသတ်ရမလားဆိုတာကတော့လူနည်းနှုတ်ဝဝေးဆက်လန်တွဲရဲ့နောက်ဆက်တွဲပိုင်းတွေကိုစောင့်ကြည့်ဖို့လိုအပ်နေပါပြီသူတို့နှစ်ဦးရဲ့ချစ်ချင်းမေတ္တာတွေဟာအမှန်တရားကိုကြုံလို့မိဘောဆုံနိုင်မလားဆိုတာစောင့်ကြည့်ရမှာကတော့ပိတ်သက်ကြီးရဲ့အလုပ်ပါပဲဒီချင်းနေမှာတကြီးဦးကစောင့်နေချူရဲ့တက်ကိုကယ်ဖို့တောင်းဆိုမှုကိုဘယ်လိုတုတ်ပြမလဲရွှေတစ်တာရဲ့ရှုဝဲချက်တွေကပါတွေလဲဖခင်ဖြစ်သူရဲ့စူးမမှုနောက်ပိုင်းစနိုးလေးရဲ့စုံမြချက်ဘယ်လိုပြောင်းလဲသွားမလဲအဓိကအဖြစ်နေနေနဲ့ တနေ့ချင်းဆိုင်တွေ့ဆုံခြင်းက blue juice တွေ triple lasiness ဆိုတာဆက်လန်တွဲကိုပုံမှုစိတ်ဝင်စားစရာကောင်းစေတဲ့ချက်တွေပဲဖြစ်ပါတယ်။